နိုင်ငံလုံးမှာအော်ကျမတို့ရင်းချင်းတွေမှာတင်နေဓမ္မစကူတွေဖွင့်ဖို့လိုအပ်တယ်။လက်ရှိမှာဆိုရင်ကျမတို့မြန်မာနိုင်ငံမှာနော်ဖွင့်လှစ်ပြီးလက်ရှိတင်ကြားနေတဲ့ဒီချင်းတွေမှာတင်နေဓမ္မစကူကြောင့်တွေဖွင့်နေတဲ့ဆရာတော်တန်ကတော့အရှိတုံးမြတ်အပေါင်းကိုဖျားတော်ဘုရားမလိုဒေစွာနဲ့ခြေတော်ဆောင်ဥခိုက်ပါရယ်။ဒီရင်းချင်းတွေမှာတင်နေအကြောင်းတွေမှာတင်ကြားပြနေတဲ့ဆရာဆရာမတွေအားလုံးကိုလည်းနော်အာရှရာကုန်းတော်အနန္တော်ပါအားကိုးပါရယ်လေးစားပါရယ်ခါတော်ကလည်းပြုပါရယ်။သို့တော့ကျမတို့မြန်မာနိုင်ငံမှာလက်ရှိတင်ကြားပေးနေပြီးကလေးတွေကိုငယ်စဉ်ကလေးဘဝခြေကအုံနောက်တဲ့နှလုံးသားတွေကိုရိုက်ထည့်ပေးတဲ့ဗုဒ္ဓဘာသာဒီရဲ့အစီအနစ်တွေက ဘယ်လိုဖြစ်နေလဲဆိုတော့တကြောင်တကလာတေဝတပုတ်ဆန်တကြောင်တကလာတေဝတပုတ်ဆန်ဖြစ်နေကြတယ်နော်ဆိုတော့ဒီဥမာပြင်မြို့မှာရှိလို့ရှိရင်လည်းပြင်မြို့မှာရှိတဲ့ဓမ္မစကူတွေကတို့ညီတို့ဟန်နဲ့တို့တင်ကြတယ်ဝတိကန်ကလူတွေဒီဘက်အောင်လန်ကလူတွေဟိုဘက်ဗရောင်းအုတ်ချစ်ပင်အဒီဘက်ကမော်စာဟိုဘက်သွားလို့ရှိရင်ပေါင်းတယ်လည်းပေါက်ခေါက်တကြောင်တကလာတေဝတပုတ်ဆန်နဲ့ရင်ကျေးနေမှာတင်တန်းနေဖွင့်နေကြတယ်အမှန်တကယ်ဆိုရင်သာသနာ့ရဲ့ဝင်ကြီးဌာနကိုယ်တိုင်ကစီးမြင်းနေပြဋ္ဌာန်းပြီးတော့ တည်ထားဖို့ခြားတင်တယ်ဥပမာကျွန်တော်အကြောင်းဆုံးစာအုပ်တွေမှာပြထန်းထားတဲ့တေယိုညွှန်းတန်းတွေအဲ့ဒီလိုမျိုးပဲသာသနာ့ဝင်ကြီးကိုဝင်ကြီးဌာနကိုယ်တိုင်ကနော်မဟာနာဆရာတော်ဖျားကြီးတွေရဲ့ဩဘာတော်ကိုခံယူဆရာတော်ကြီးတွေရဲ့လက်ညှိုးမှုနဲ့တူအော်သာသနာ့ဝင်ကြီးဌာနကိုယ်တိုင်ကစီမံပြီးတော့နော်အဲ့လိုတေယိုညွှန်းတန်းကဲ့သို့ညီချင်းတွေမှာတင်တဲ့အကြောင်းတွေတိုင်းနိုင်ငံလုံးမှာရှိရဲ့ဓမ္မစကူးတင်တဲ့အကြောင်းတွေဓမ္မစကူးအကြောင်းတွေအတွက်တင်ယိုညွန်တန်းပြထန်းနေတယ်မှာလေဒီလိုမှသာငယ်စဉ်ကလေးပေါ်တဲ့ကနှလုံးသားထဲမှာဖျားတဲနိုင်မှသာ ကျမတို့ကုလဗုဒ္ဓဘာသာတွေလာဘဗုဒ္ဓဘာသာတွေဗျာဗုဒ္ဓဘာသာတွေကွယ်ပြောက်ပြီးတော့ထက်တန်းစားဗုဒ္ဓဘာသာတွေများလာပါလိမ့်မယ်နော်ဆိုဘာသာကြီးကလည်းကျမတို့မှာပြုပြင်ရမယ့်အချက်တွေအများကြီးတွေ့ရတယ်နော်နောက်တစ်ခုကြတော့အဲ့ဒီလိုမျိုးဓမ္မစကူเจ้าနေနှစ်စဉ်တင်ကြောင်းဖွင့်လှစ်ဖို့ဆိုလို့ရှိရင်ဝေကြီးကောင်းချာမှုများမယ်ဆိုတော့အစိုးရအနေနဲ့ကနော်အစိုးရအနေနဲ့ကငွေကြီးထောက်ပံ့ပေးဖို့လိုအပ်တယ်လို့ ဗုဒ္ဓဘာသာဝင်တွေကိုယ်တိုင်ကလည်းနှစ်စင်းနှစ်စင်းကျမတို့ဒီမှာပြည်မြို့မှာနှစ်စင်းဓမ္မစကုသင်တန်းကျောင်းတွေဖွင့်ဖို့အတွက်နော်လူရသည်ကလေးတွေကျောင်းပိတ်တဲ့အချိန်မှာမဟုတ်ခင်နဲ့နော်အဲကျမတို့လိုဒီလူလက်ပိုင်းတွေရောနော်တင်တင်တန်းတက်ချင်တယ်ဆိုလို့ရှိရင်တပတ်တင်တန်းအဲ၁၀ရက်တင်တန်းစသည်ဖြင့်ဒီကြေးတွေမှာတင်တန်းဓမ္မစကုကျောင်းတွေဖွင့်လှစ်ဖို့နှစ်စင်းနှစ်စင်းဖွင့်လှစ်ဖို့ဆိုရင်အဲ့ဒီအတွက်ငွေကြေးကုန်ကြမှုညာမယ်ဒီငွေကြေးကုန်ကြမှုကိုနိုင်ငံတော်အစိုးရကအထုတ်ပင်းသေးတယ်အစိုးရမှလည်းပဲနော်ဟိုနိုင်ငံသားတော့ ငွေကြေးသုံးစွမ်းမှုတွေများတဲ့အတွက်တီတူတွေတူတူယောက်ချင်းကမိမိတို့ဗုဒ္ဓဘာသာအတွက်ထည့်ဝင်လူတန်းတင်နေတယ်။ဥပမာဥပမာအစ္စလာမ်နေမှာဆို OIC နိုင်ငံတွေ OIC ဆိုပြီးအစ္စလာမ်နိုင်ငံတွေဖွဲ့ပြီးသူတို့အပိတ်ကြီးဖွဲ့ထားတယ်။ကမ္ဘာမှာသူတို့အစ္စလာမ်ဘာသာဝင်တွေကိုသူတို့အနိုင်ကျင့်နဲ့ဖိနှိပ်တယ်ဆိုရင်သူတို့ငွေရေးရဥပဒေရသူတို့အခါခွဲပေးကြတယ်။ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်ပါလေ။နော်မြန်မာထိုင်းလာအိုကမ်ဘောဒီးယားတိတိလင်္ကာ၅နိုင်ငံရှိတယ်။ဒီ၅နိုင်ငံ OIC နိုင်ငံ90ကျော်က Islamic နိုင်ငံ90ကျော်က OIC ဆိုပြီးဖွဲ့နိုင်နေမိမယ်။ငါးနိုင်ငံသားရှိတဲ့ဗုဒ္ဓဘာသာတွေကြတော့ဒီဗုဒ္ဓဘာသာအသင်းဗုဒ္ဓဘာသာဝင်တွေအတွက်ကာကွယ်ပေးမယ်။တသနာပြန့်ပွားရေးအတွက်အသင်းအဖွဲ့ဖွဲ့နိုင်မရှိဘူး။ဆိုတော့ငါးနိုင်ငံဖွဲ့ဖို့ပြောနေကျွန်တော်မြန်မာတနိုင်ငံထဲမှာတော့မရှိဘူး။ဆိုတော့နိုင်ငံလူဦးရေမှာ85ရာခိုင်နှုန်းသည်ဗုဒ္ဓဘာသာဝင်တွေဖြစ်တယ်။အဲ့ဒီဗုဒ္ဓဘာသာဝင်တွေကတလကိုလူတစ်ယောက်ကိုငွေတစ်ထောင် မိမိတို့သာသနာတော်အတွက်ပြန်ပွားရေးအတွက်ထင်မြဲရေးအတွက်ဓမ္မစကုသင်တန်းအကြောင်းတွေဖွင့်ဖို့အတွက်နော်ပရိယပရိပတ်တိသင်ကြားနေတဲ့စာသင်တိုက်တွေကိုဆွမ်းသင်ငယ်အကြောင်းစီလှူဒါန်းနိုင်ရေးအတွက်လူတစ်ယောက်ကိုတစ်လောက်ကိုငွေတစ်ထောင်ပဲထည့်ဝင်မယ်ဆိုရင်နော်အများကြီးရတယ်ဆိုလိုချင်တာနိုင်ငံလူကြီး85ရာခိုင်နှုန်းဗုဒ္ဓဘာသာအဲ့ဒီထဲကမှနော်အပြည့်မရောက်သေးတဲ့ကလေးတငယ်တွေတစ်လောက်ကိုငွေတစ်ထောင်မရှာနိုင်သေးတဲ့ကလေးတငယ်တွေထားလိုက်ဖယ်ထားလိုက်နာမကျန်းဖြစ်နေတဲ့လူတွေ ဖို့ဖွားတကြည်ရွယ်ဝတွေဖို့ဖွားရတကြည်ရွယ်ဝတွေတလောက်ကိုငွေတစ်ထောင်လှူဒန်းနိုင်ဖို့အားနေတဲ့တကြည်ရွယ်ဝတွေရဲ့အရွယ်မရောက်သေးတဲ့ကလေးငယ်တွေရဲ့နာမကျန်းဖြစ်နေတဲ့ဝေဟောကဝေဒနာတွေကိုဖယ်လိုက်မယ်ဆိုရင်နိုင်ငံလူရဲ့အနည်းဆုံး90ရာခိုင်နှုန်းကျက် တကယ်ရှိတာကဗုဒ္ဓဘာသာ85ရာခိုင်နှုန်းရှိတယ်အဲ့ဒီထဲမှာနော်တလောက်ကိုငွေတစ်ထောင်မထည့်နိုင်တဲ့ကလေးတွေဖယ်လိုက်မယ်တကြည်ရွယ်ဖို့ဖွားရဖယ်လိုက်မယ်အိုနာချိုးကန်းနေတဲ့ကျမကြီးမကောင်းမနဲ့နော်ကျမကြီးမကောင်းမှုသူတို့ဖယ်လိုက်မယ်ဆိုရင်90ရာခိုင်နှုန်းကျက်အဲ့ဒီ90ရာခိုင်နှုန်းတော့ဗုဒ္ဓဘာသာဝင်တွေကတလောက်ငွေတစ်ထောင်ထည့်ဝင်မယ်ဆိုရင် အဲ့ဒါတော့မှတချို့ကတော့ဟာငါတို့ကတော့တကယ်ကိုသရာတရားသရာဖွေးဖြူပြီးတော့ပေးလူချင်းတဲ့လူတွေရှိတယ်လို့ဟာဒါတွေကအပေါ်လို့ပြပါအာအပေါ်တွေပါဘာပဲညာပဲဆိုပြီးတော့မပေးချင်မလူချင်းတဲ့လူတွေလည်းရှိတယ်အကြောင်းမျိုးမျိုးရှိဆိုတော့အဲ့ဒီ90ဈာကန်လုံးကိုတဝက်ခွင့်တကယ်ဒါဖွေးပြူပေးလူချင်းနဲ့တလငွေတစ်ထောင်ပေးလူချင်းနဲ့ဗုဒ္ဓဘာသာ25ရာခိုင်နှုန်းเนาะအဲဒါဒီဟာရင်းအပေါ်လို့ဒီပါပေးကြအောင်လို့ဆိုရင်25ရာခိုင်နှုန်းဆိုတော့နိုင်ငံလူကြီးရဲ့25ရာခိုင်နှုန်းကတလငွေတစ်ထောင်မိမိသာသနာပြန့်ပွားရေးတဲ့ထည့်ဝင်လူတိုင်းပဲဆိုရင်တော့တရက်ကိုတလကို တလောက်ငွေတစ်ထောင်လုံးနဲ့စုမယ်ဆိုရင်တော့တရက်ဝင်ငွေကအနည်းဆုံးတိတ်တစ်ထောင်နဲ့အထက်မှာရှိတရက်ကိုတိတ်တစ်ထောင်နဲ့အထက်မှာရတယ်တလောက်ဆိုရင်တိတ်ဘယ်လောက်ရမလဲရရှိတဲ့ဝင်ငွေတွေအတွက်ဓမ္မစကုတင်တဲ့အကြောင်းတွေဖွင့်လင့်မယ်။နော်ဟိုတော်တွေတောင်းတွေပေါ်မှာဈေးဒီပထိုးတွေတည်ထားမှုတွေကိုနော်ရှိပြီးသားဈေးဒီပထိုးတွေကိုဒါပဲပြုပြင်မိုးမှန်ပြီးတော့အထက်မှန်ပြီးဈေးဒီအစ်တတဲမဲ့စားပြုပြင်သားတည်ထားပြီးသားဈေးဒီပထိုးတွေပြုပြင်မိုးမှန်မယ်။ဒီဈေးဒီပထိုးတွေကိုလာရောက်ကူမြော်တဲ့အနေနဲ့ရက်ကခေးပွားပြုသူတွေအတွက်ကျမရဲ့ဆေးဘက်ကလေးတွေဖွင့်လင့်ပေးမယ်နော်။ အလိုရမှုလေးတွေကိုပေးတန်းဆွတ်ခြင်းပဲတဏနာပြတ်သွားရဲ့အတွက်ကလေးတံခါးလေးနေစဉ်ကလေးဘွားတွေကရေမလုံးသားတွေမှာဖျားတည်တတ်အောင်ရေကြီးနေမှာတင်းတန်းနေဖွင့်လှစ်ပြီးတင်ချပေးမယ်ဆိုရင်တဏနာတို့တက်ဘာသာရေးပိုင်းရခြင်းဟုတ်ကောင်းမလဲဒါကကျွန်မသွားခဲ့တဲ့ခီးစဉ်တွေရှောင်းမှာကျွန်မကိုယ်တိုင်မြင်ခဲ့တွေ့ခဲ့ကြုံခဲ့ရတဲ့အတွေ့အကြုံเนาะဒါကျွန်မနိုင်ငံရေးရှုတော့နိုင်ငံရေးရှုတော့စစ်ရေးရှုတော့ဘာသာရေးရှုတော့ကျွန်မဒီစကားတွေကိုမနေရကျွန်မပြောချင်တယ်ကျွန်မလမ်းမှာခီးသွားနေတဲ့အတွက်ပြောလို့အခွင့်မသားတဲ့အတွက်ဒီနေ့မှာ ျှဝေပေးရခြင်းဖြစ်ပါတယ်မိမိတို့ရဲ့ထင်မြင်ယူဆချက်တွေကိုလည်းပဲ comment ထဲမှာဝင်ပေးလို့ရပါတယ်